ယနေ့ကျွန်တော်အသက်တာမှာကျွန်တော်လှုပ်ဆောင်မှုတွေကဘာလဲလူတွေကကျွန်တော်တို့တွေ့တဲ့အခါမှာဖျားတရားရှိရသူလို့မြင်သလားဒါမှမဟုတ်ရင်ငွေမှတ်တဲ့သူလို့မြင်သလားနောက်တစ်ချက်စက်သမားအယက်သမားလို့မြင်သလားအားလုံးကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်သက်ပါတယ်ဒီနေ့ကျွန်တော်အနေနဲ့ဘာအကြောင်းနဲ့ပတ်သက်ပြီးတော့ဝင်ငှရှင်တယ်လဲဆိုတော့တရားဟောကြဲခေါင်းစဉ်ကတော့တင်းရဲ့ဘန်တာကဘယ်မှာလဲ ဒါမှမဟုတ်ရင်သင်ရဲ့ဘန်ဒါကဘာလဲဆိုတဲ့ခေါင်းစဉ်အဖြစ်ကိုယ်အားပေးတော့မှာဖြစ်ပါတယ်အဓိကကြံချက်ကတော့လူကခရင်စနစ်ငယ်34မှာတွေ့နိုင်ပါတယ်အကြောင်းမူကားအကျင့်ရဲ့၌သင်တို့ဤဘန်ဒါရှိဤထိုအရက်တို့သင်တို့စိတ်နှလုံးရောက်တတ်ဤလို့ဖော်ပြထားပါတယ်သမားကျန်းစာရဲ့ဖော်ပြချက်အရကတော့ကျွန်တော်တက်တာမှာဘာကိုဦးစားပေးနေတယ်လဲ ဘာတွေကိုတံပိုးထားနေတယ်လဲစရကျွန်တော်ဦးစားပေးတံပိုးထားမျက်နှိုးတဲ့အရာတွေပေါ်မှာကျွန်တော်တို့ရဲ့စိတ်နှလုံးရောက်တတ်တယ်ဒီလိုကြောင့်တနည်းအားဖြင့်ပြောရမယ်ဆိုရင် ကျွန်တော်တို့ရဲ့စိတ်ဆွဲလန်းရအရက်ဟာကျွန်တော်တို့ရဲ့ဘန္တာရှိရအရက်ဖြစ်တယ်ဆိုတာကိုတမန်ကျမ်းစာမှာအဲ့လိုပဲဖော်ပြထားတွေ့ရပါတယ်ဒါပေမဲ့တခါတလေကျွန်တော်တို့ရဲ့စိတ်နှလုံးကအားကိုလက်စားတတ်ပါတယ်ဘာကြောင့်လဲဆိုတော့ တကားတလေကိုကိုငါဘောင်ဆိုးလဲနစ်တက်နေတာလေငါရဲ့အကြိုက်ကဘာလဲဆိုတော့ကို꽌꽌ပြပြမသိနိုင်တဲ့အခြေအနေရှိတယ်အဲ့ဒါဘာကြောင့်မို့လဲဆိုတော့ကိုရဲ့စိတ်ကကိုကိုကိုပြန်လဲစားနေတဲ့အတွက်ကြောင့်ဖြစ်ပါတယ်စိတ်ရဲ့လဲစားမှုကိုသိလျက်နဲ့ကိုကိုတိုင်ကအလဲစားခံတဲ့အတွက်ကြောင့်ဖြစ်တယ်ဆိုတော့ကိုတွေ့ရပါတယ်ဒါကြောင့်မလို့ ။လူကခန်းကြီးစနစ်ငွေ34မှာတော့ဖော်ပြချက်ရှင်းပါတယ်။ကိုယ့်ရဲ့အတ္တတာမှာဦးစားပေးဆုံးအရာဟာကကျွန်တော်တို့ရဲ့ဘန္တာဖြစ်တယ်လို့ဖော်ပြထားကျွန်တော်တွေ့ရပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့အတ္တတာမှာကျွန်တော်တို့ရဲ့ဘန္တာကဘယ်အရာဖြစ်တယ်လဲဆိုတော့ကိုအကျမ်းပြင်းသိနိုင်မဲ့အချက်တချို့ကိုကျွန်တော်အနေနဲ့ဖော်ပြပေးခြင်းပါတယ်။နံပါတ်1တစ်ချက် ျွန်တော်တို့ဘာကိုတန်ဖိုးထားသလဲယနေ့ကျွန်တော်တို့တန်ဖိုးအထားဆုံးအရာကကျွန်တော်တို့ရဲ့ဘန္တာဖြစ်ပါတယ်နံပါတ်1ကျွန်တော်တို့ရဲ့အချိန်နဲ့ကျွန်တော်တို့ရဲ့ငွေကြေးတွေကိုဘယ်နေရာမှာသုံးဖြုံးနေသလဲကျွန်တော်တို့ရဲ့အချိန်နဲ့ကျွန်တော်တို့ငွေကြေးကိုအများဆုံးသုံးဖြုံးနေတဲ့အရာကကျွန်တော်တို့ရဲ့ဘန္တာဖြစ်ပါတယ်နံပါတ်3ကျွန်တော်တို့ပြောနေတဲ့စကားဝိုင်းမှာ ဘယ်အကြောင်းအရာတွေကလွမ်းမိုးထားသလဲယနေ့ကျော် ပြောတဲ့စကားလူတွေနဲ့ပြောတဲ့စကားလူတွေနဲ့ကျွန်တော်ပြောမှုဆက်ဆံတဲ့အခါမှာဆိုရင်ကျွန်တော်အများဆုံးပြောပြတဲ့အရာဆိုရင်ဒါကျွန်တော်တို့ရဲ့ဘန်နာဖြစ်ပါတယ်နံပါတ်၄အခြားသောသူတွေကယနေ့ကျွန်တော်တို့ကိုဘယ်လိုမြင်တယ်လဲဥပမာအားဖြင့်လူတွေက ကျွန်တော်တို့တွေ့တဲ့အခါမှာဖျားတရားရှိရသူလို့မြင်သလား ါမှမဟုတ်ရင်ငွေမှတ်တဲ့သူလို့မြင်သလားနောက်တစ်ချက်ကြက်တမအရက်တမလို့မြင်သလားစားရဲဒီအချက်တွေကကျွန်တော်တို့ရဲ့ဘန်ဒါကဘာဖြစ်တယ်လဲဆိုတော့ကိုဖော်ပြပေးနေတဲ့အချက်ဖြစ်ပါတယ်။ဒါကြောင့်မတ်သက်ခိုင်းခုနှစ်အငယ်၁၆ကနေ၁၇ခုမှာဘလို့ဖော်ပြထားတယ်လဲဆိုရင်သူတို့ရဲ့အကျင့်ကိုထောက်၍သူတို့ရဲ့သဘောကိုသိနိုင်တယ်။ကောင်းသောအပင်ဟာ ောင်းသောအသီးကိုသီးပြီးတော့မကောင်းသောအပင်ဟာမကောင်းတဲ့အသီးကိုသီးတတ်တယ်လို့ဖော်ပြထားကျွန်တော်တွေ့ရပါတယ်။ဒါကြောင့်မလို့ယနေ့ကျွန်တော်ဗဇက်ကနေဘာတွေပဲပြောပြောယနေ့ကျွန်တော်အပြုတ်မှုကျွန်တော်အသက်တာထဲမှာဘာတွေကအဓိကပြီးပွင့်နေတယ်လဲ။ဘာတွေကကြီးစိုးနေတယ်လဲ။ကျွန်တော်ဖုံးကွယ်လို့မရပါဘူး။ဒါကြောင့်မို့မှတ်တဲ့ခိုင်း၁၉အငွေ၂၁ကနေ၂၂ လူကခိုင်း78အငယ်20နှစ်ကနေ23မှာအဖြစ်ပြက်အကြောင်းအရာတစ်ခုကျော်တွေ့ရမှာဖြစ်ပါတယ်။ဒီနေ့တော့လူငယ်တထေးလေးတယောက်ကသခင်ခရစ်တော်စီကိုလာပြီးတော့ဗာပြောလဲဆိုတော့ကောင်းမြတ်တော်ဆရာကောင်းခင်ဗန္ဒာကိုရဖို့ရင်အတွက်ကျွန်တော်ဘာလုပ်ရမလဲဒါနဲ့သခင်ခရစ်တော်ပြောတယ်လူအတကုံမတတ်နဲ့သူ့သားများကိုပြစ်မှားနဲ့သူ့ဥစ္စာကိုမခိုးနဲ့ မိဘကိုရိုသေစွာပြုလို့ကိုနဲ့ဆက်ဆိုင်သောသူကိုကိုနဲ့မြချစ်ပါလို့ပြောတဲ့ခါမှာဆိုရင်အဲ့ဒီတထေးလေးကဟာကိုတော့ဒီပြင်းရဲ့ချက်တည်းကကျော်ဟိုးခလေးဘွားကလေးကနေကျော်ဆောက်ရှောက်ခဲ့တဲ့အရာတွေပဲပြည့်စုံနေပြီဘာလို့သေးလဲကိုတော့ဒါနဲ့ခက်ခက်တော့ဘာပြောလဲပြေဝဆုံလင်းချင်းတို့ရောက်ချင်တယ်ဆိုရင်အခုအိမ်ပြန် သင်ပိုင်ဆိုင်ရာပစ္စည်းအားလုံးကိုထုခွဲရောင်းချပြီးတော့စင်ရသူစင်သားတွေကိုဝေငှပေးကမ်းပြီးရင်ငါနောက်လိုက်အဲ့ဒါဆိုရင်ကောင်းကင်ဘန္တာရမယ်သာရအသက်ကိုရမယ်လို့သင်ခရစ်တော်ကအဲ့ဒီတထေးလေးကိုပြောတဲ့အခါမှာဆိုရင်တထေးလေးတော်ထိပါတယ်ပါဇက်ကတော့ကောင်းမြတ်သောဆရာသခင်ကျွန်တော်သာရသက်လို့ချင်တယ်ကျွန်တော်ဘာလို့ရမလဲကောင်းကင်ဘန္တာလို့ချင်တယ်ကျွန်တော်ဘာလို့ရမလဲဘလို့ပဲပြောပြော သူ့ရဲ့နှလုံးသားထဲမှာသူအစွဲလန်းဆုံးအရာကကောင်းကင်ဘန္တာသာရသတ်မဟုတ်ပဲနဲ့လောကစည်းစိမ်လောကဘန္တာပဲဖြစ်ပါလေဒါကြောင့်အမြဲသာရတီမဲ့ကောင်းကင်ဘန္တာနဲ့တရင်ကသာတီမြဲမဲ့ထင်ရိုက် ပြည့်စည်သွားမဲ့လောကီဘန္တာရှင်လာတဲ့ခါမှာဆိုရင် မတီမြဲတဲ့လောကီဘန္တာကိုပဲသူ့ရဲ့စိတ်ဝိညာဉ်ရောက်ရှိနေတဲ့ခါမှာနောက်ဆုံးမှဖြစ်လေသူ့ရဲ့ပစ္စည်းတွေကိုသူ ရောင်းချနိုင်ဘူးဖြင်းသူစင်းသားမပေးနိုင်ဘူးနောက်ဆုံးဘာလုပ်လဲတကယ်ပဲနော်စိတ်တကြစွာနဲ့သခင်ခရစ်တော်ရဲ့အရှင်ထွက်သွားတာတွေ့ရတယ်အဲ့ဒီတထေးလေးကြောင်းကျန်းစာထဲမှာနောက်တစ်ခေါက်ပြန်ပေါ်လာတာကျွန်တော်မတွေ့ရတော့တကယ်ပဲဝမ်းနဲ့စရာကောင်းပါလေဒါကြလေကျွန်တော်အသက်တာမှာလဲခုနတထေးလေးလိုပဲပါဇက်ကတော့လူတွေကြားကောင်းအောင်ဘလို့ပဲပြောပြောဘာဖြစ်ချင်တယ်ဖရာတရားဘလို့ပဲပြောပြော ယနေ့ကျွန်တော်အသက်တာမှာကျွန်တော်တို့လှုပ်ဆောင်မှုတွေကဘာလဲအဲ့ဒါအဖြေပဲဖြစ်ပါတယ်ဒါကြောင့်ယုံကြည်သူ အများစုကသူတို့ရဲ့အသက်တာမှာပထမဦးစားပေးအရာကဖះပဲလို့မြန်မြန်ပြောထွက်ကြတယ်လွယ်လွယ်ပြောတတ်ကြပြင်ပဲတကယ်တမ်းသူတို့ရဲ့အသက်တာကိုပြန်လဲဆန်းစစ်ကြည့်တဲ့အခါမှာဆိုရင်သူတို့ရဲ့ပန်းတာကဖះမဟုတ်ပဲနဲ့ လောကမှာရှိနေတဲ့အရာတွေပဲဖြစ်တယ်ဆိုတာကိုယနေ့ကျွန်တော်တွေ့ရပါတယ်။ဒါကြောင့်မလို့တချို့သောယုံကြည်သူတွေဟာဖခင် တကယ်နဲ့သူတို့ရဲ့ဆက်ဆံရေးအကြောင်းကို တခြားသူတွေနဲ့ဆွေးနွေးဖို့ခက်ခဲရှိတယ်မပြောတတ်ဘူး။သို့တော့သူတို့ရဲ့မိသားစုတွေသူတို့ရဲ့ငွေချင်းတွေနဲ့သူတို့ဝါသနာပါတဲ့အကြောင်းတွေကိုကြတာဘာဖြစ်လဲ။အခက်အခဲမရှိ ပြောနိုင်ကြတယ်ဆိုတော့ကျွန်တော်တွေ့ရတယ်။ တချို့ကြတော့လည်းပဲဖယားသခင်နဲ့အချိန်ပေးဖို့ရန်နက်နက်စောစောမထနိုင်ကြဘူးသို့တော့သူတို့ဝါသနာပါတဲ့အရာတွေအတွက်ကြတော့စောစောထနိုင်တာတွေ့ရတယ်အထူးသဖြင့်ဥပမာအဖြစ်ပြောရမှာဆိုရင်ကျွန်တော်တို့ဘောလုံးဝါသနာပါတဲ့ကျွန်တော်တို့အမျိုးသားတွေဘောလုံးပဲတချို့ဘောလုံးပဲဆိုရင် အချိန်အခါမတော်မှလာတယ်ကမ္ဘာဖလားပွဲတွေနိုင်ငံတကာပွဲတွေပရီးမီးယားလိဂ်တွေเนาะ အချိန်မတော်ခါမတော်လာတော်ညာလဲပဲဘောလုံးပွဲကိုဝါသနာပါတဲ့အတွက်ကြောင့်တချို့တချို့တော့အမျိုးသားတွေဟာအချိန်အခါမတော်လာလာလဲပဲဘောလုံးပွဲကိုကြည့်နေတာကျွန်တော်တွေ့ရပါတယ်တချို့ကြတော့လည်းပဲဖခင်ရဲ့အမှုတော်တွေငွေကြေးအားဖြင့်ပါဝင်ဆက်ကဲ့ရန်ခက်ခဲတရတယ်လက်တွန့်တုန်နေကြသောတော်ညာလဲပဲချဲတွေထီတွေ မိသားစုပျော်ဝဲစွာခီးစဉ်တွေအတွက်အဒီပြင်ဖက်ရှင်အလားပစ္စည်းတွေဝယ်ဖို့ကြတော့ငွေတွေအများကြီးအကုန်ခံရတာကျွန်တော်တွေ့ရပါတယ်တချို့ကြတော့လည်းပဲစံစာဖတ်ဖို့ဆုတောင်းဖို့ဖျားချောင်းတွားဖို့အချိန်မရှိဘူးအချိန်မပေးနိုင်ပေမဲ့ဖုန်းထဲမှာ social media တွေ entertainment show တွေနဲ့အချိန်ဖြုံးဖို့ကတော့ အချိန်ကုန်လို့ကုန်ပြန်မသိနိုင်တော့အချိန်ဖြုံးတော့ကျွန်တော်တွေ့ရပါတယ်တချို့သောယုံကြည်သူတွေရှိသေးတယ်ဧဝံဂေလိသတင်းကောင်းကိုတခြားသူတွေကို ပြောပြဖို့ရင်အတွက်ရှက်ကြတယ်ကြောက်ကြတယ်သို့တော့သူတစ်ပါးရဲ့အတင်းအပြင်းကို ပြောမယ်ဆိုရင်တော့ဘာဖြစ်လဲရှက်လည်းမရှက်ကြောက်လည်းမကြောက်မမောနိုင် မပန်းနိုင် ပြောနိုင်တာကျွန်တော်တွေ့ရပါတယ်ဒါကြောင့်ယနေ့ကျွန်တော်တို့ယုံကြည်သူတွေက ယနေ့ကိုယ့်ကိုပြန်လည်ဆန်းစစ်ဖို့သုံးသပ်ဖို့တိတ်ကိုအရေးကြီးပါတယ်တခါလေးပြန်စဉ်းစားပါငါကရှာရုံးမရှိတိုင်းငါရဲ့ပထမဦးစားပေးအရာကဖျားပဲလို့ပြောနေပေမဲ့လက်တွေ့ကျွန်တော်အသက်တာမှာဘာတွေနဲ့အချိန်ကုန်ခံနေသလဲဘာတွေအတွက်ငါတို့ရဲ့ငွေကြေးတွေကိုသုံးဖြုံးနေသလဲဆိုတော့ကိုပြန်လည်ဆန်းစစ်ဖို့လိုအပ်ပါတယ်အချိန်မနှောင်းခင် ပြင်ဆင်ဖို့လဲ လိုအပ်တယ်ဆိုတာကိုဒီနေ့ကျွန်တော်တွေးမိဖို့ဖြစ်ပါတယ်ကိုယ့်ရဲ့ဘန္တာကဘာဖြစ်နေတယ်လဲဆိုတာကို သိနိုင်မယ်နောက်ချက်တစ်ချက်ရှိပါသေးတယ်အဲ့ဒီချက်ကတော့ကျွန်တော်တို့ရဲ့ဘန္တာကဘာဖြစ်တယ်လဲဆိုတာကိုသိနိုင်ဖို့ရင်အတွက် ကျွန်တော်ရဲ့သားသမီးတွေကျွန်တော်တို့ရဲ့မိတ်ဆွေတွေမေးကြည့်ပါသူတို့ကကျွန်တော်တို့ရဲ့ဘန္တာကဘာဖြစ်တယ်လဲဆိုတာကို သူတို့ကကျွန်တော်တို့ထက်ပိုပြီးသိတယ်ပိုပြီးမြင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်ဒါကြောင့်ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ရဲ့အမှုအကျင့်တွေကျွန်တော်တို့ရဲ့ဆွမ်းလန်းမှုတွေကကောင်းငင်နဲ့ဆိုင်တဲ့အမှုအကျင့်တွေကိုကျွန်တော်တန်ဖိုးထားဖို့အရေးကြီးပါတယ်ဒါမှသာလင်ကျွန်တော်တို့ဟာကောင်းငင်ဗန္တာနဲ့ခင်ရွှွတ်ကြွလာတဲ့အခါမှာကျွန်တော်တို့အစင်းမစောင့်မျှော်နိုင်မှာ ဖြစ်ပါတယ်ဒါကြောင့် ဖိလိပ္ပိခိုင်သုံးအငငယ်၁၀မှာဘလို့ဖော်ပြထားသလဲဆိုရင်ငါတို့ကျင့်သောအကျင့်မူကကောင်းကင်ဘုံနဲ့ဆက်ဆိုင်လေရှိကြ၏ကဲတင်တော်မူသော အရှင်သခင်ယေရှုခရစ်သည် ကောင်းကင်ဘုံမှကြွားလာတော်မူမည်ဟုငါတို့သည် မျော်လင့်လျက်နေကြတယ်လို့ဖော်ပြထားကျွန်တော်တွေ့ရပါတယ်ဒါကြောင့်ကျွန်တော်တို့မျော်လင့်တဲ့ကောင်းကင်ဘန်တာကိုမျက်ချင်မပြတ်သွားဖို့တိတ်အရေးကြီးပါတယ် ခင်ခရစ်တော်ကြွလာခြင်းကိုလည်းပဲအစင်သေးစောင်းမြောင်းနိုင်တဲ့သူတွေဖြစ်ဖို့လိုအပ်ပါတယ်။ဒါကြောင့်ယနေ့ယုံကြည်သူကျွန်တော်ကျွန်မအားလုံးအသက်တာမှာယနေ့ကျွန်တော်တို့ဘန္တာကဘာဖြစ်တယ်လဲဆိုတာကိုကွဲကွဲပြားပြားသိပြီးတော့ကောင်းကင်ဘန္တာကိုဆွဲလန်းပြီးတော့သခင်ခရစ်တော်ကြွလာတဲ့အခါမှာအစင်သေးစောင်းမြောင်းနိုင်ပြီးကောင်းကင်ဘန္တာသာရတ်ကိုရယူပိုင်ဆိုင်နေတဲ့သူတွေဖြစ်ကြပါစေလို့အားပေးနေဒီကိုချုပ်ပါတယ်။သင်တို့ရောက်စီတိုင်းမှာဖခင်ကောင်းကြီးပေးပါစေ။ thank you